နောက်တစ်ခါကျတော့ဒီ four chord ကတော့အများကြီးနော်သူက progression က four five ကီဂျီနဲ့ပြမယ်နော်ကီဂျီနဲ့ပြမယ်ဆိုရင် four five ပြီးတော့ one လို့ပြောရနော် four five one ပြီးတော့ six e minor ပြီးတော့ two a minor ပြီးတော့ five d ပြီးတော့ one g လို့ပြောပါ KA KA နဲ့ပြမယ် KA နဲ့ပြမယ်ဆိုရင် A B နဲ့တော့မစဘူး KA ဆိုတော့4ဖြစ်တဲ့ကြောင့် D ကနေစမယ်ပြီးတော့5ဖြစ်တဲ့ E ကိုသိုးမယ်ပြီးတော့1ဖြစ်တဲ့ A ကိုပြန်လာမယ်1ညမှာ1မသိဘဲနဲ့3ကိုသိလို့ရတယ်3ဆိုရင် C sharp minor ဖြစ်သွားမယ်ပြီးတော့2ပြန်လာလို့ရတယ် B minor ပြီးတော့5 E ကိုသွားမယ်ပြီးတော့1ဒီက progression ကကြာ chorus တွေမှာအသုံးများတယ် မဖြူပြေးဆိုရင်လာရိုက်ပဲထားပါတော့နော် Okay 4 chord ကိုဆင်းပါတယ် one မြူပဲနဲ့3ကိုသွားမယ်ခုနကပြောခဲ့လို့သူသွားမယ်ချစ်လို့ခေါ်တလားပေါ့အဲ့လိုမျိုးချင်းနဲ့ချစ်လို့ခေါ်လား key chain နဲ့ဆိုတော့ C ပါမယ် D ပါမယ်ပြီး G ပါမယ် E minor ပါမယ် A minor ပါမယ် D ပါမယ် G ပါမယ်ပေါ့နော်အဲ့မှာစဝင်ပြီ C four chord five chord ပြီးတော့ G one chord အဲ့မှာတော့ passing chord ခံလို့လည်းရไฟโกดามเปียวันก็เปลี่ยนละโอเคปีนีเล่ ရည်လေးဒီတိုင်းပဲသူက B flat နဲ့ဒီတိုင်းမှာ A မှာပဲပြမယ်။ဘာလို့သူကသူ့မလဲဆိုတော့ခုနကဒီ light ရိုက်လို့မျိုး chord progression နဲ့ပဲသွားသူ့မယ်နော်။ substitute လုပ်လို့ရတာပြီးတော့ sys ကိုပဲသွားပါမယ်နော်ပြီးရင် do ကိုသွားမယ်ပြီးတော့5ကိုသွားမယ်ပြီးတော့1ကိုကိုပြန်လာမယ်ဒီခုနလည်းဒီ corner ရဲ့ပုံပြင်ပါလေအဲ့လိုပဲဘာလို့အဲ့လိုခုန chord progression နဲ့ဆိုင် verse ကိုယူရင်ဒီအခုလာတဲ့ chord progression နဲ့ chorus ကိုသုံးကြတာများတယ်နော် chorus ကအဲ့တိုင်းပဲ okay ပြီးနောက်ဆုံး chord progression နောက်ဆုံး chord progression ကတော့အသုံးများဆုံးပဲဒီနိုင်ငံမှာနော်တချင်းတစ်ပုတ်ပေါက်ပြီးဆိုရင်ရှာကြည့်လိုက်မယ်အဲ့ chord progression ပဲကိုစောင်းလိုက်တော့အသုံးများတယ်နော်အရင်ကတည်းကအဲ့ chord progression ကပေါက်ကိုပေါက်တယ်ဒရမ်များနော်ဒါပါလဲဆိုတော့ဒီ canon progression လို့ပြောလို့ရတယ်နော်ဒီ classical music ကနေဆင်းသက်လာတဲ့ဒီ canon ရဲ့ chord progression တော်ကျွန်တော်1လာမယ် C နဲ့ပဲပြမယ် C 1ပြီးတော့5ပြီးတော့6ပြီးတော့3 E minor ပြီးတော့4 F ပြီးတော့1ပြန်လာမယ် C ပြီးတော့2သွားမယ် D minor ပြီးတော့ G ပါကျွန်တော်ငငယ်တော့ပောက်ခဲ့တဲ့ဒီ IMB ရဲ့မျက်နှာလိုတစ်ချင်မျိုးပေါ့ခုတိပြလိုင်းတဘောပောက်ပါတယ် အဲ့လိုခြင်းမျိုးတွေကအများကြီးပေါက်ကြတယ်နော်ဟမ် echo compression ဟာဘောနော်အဲ့လိုမျိုးခြင်းအများကြီးရှိတယ် เนาะဒါပေမဲ့ scene နဲ့တခါတည်းတည်ပြလိုက်တာအဲ့လိုက progression ပဲသွားမှာပြီးရင်ဒီ maroon 5ရဲ့ memory လို့ချင်းမြောမျိုးက progression တွေသွားကြတာညားတယ်။โอเคရပြီနော်။ဒါဆိုရင်ဒီ ကော့ပရိုဂရက်ရှင်၉ခုလောက်ကိုနားလည်ထားလိုက်တာနဲ့ကိုယ့်ရဲ့သချင်းတွေကိုပို့ပြီးတော့ကောင်းမွန်အောင်ရေးသားနိုင်တယ်လို့ဒီနားထောင်တဲ့အခါမှာလည်းပို့ပြီးတော့ခံစားနိုင်လာလိမ့်မယ်ပို့ပြီးတော့ earring ကောင်းလာလိမ့်မယ်ပေါ့နော်ဘယ်ကော့ပရိုဂရက်ရှင်ဆိုရင်တခြားတခြင်းကိုကဒီ core progression တွေတည်ထားပြီးဆိုရင်တခြားတခြင်းကဘယ်လိုမျိုး sense မျိုးအခုလေ့လာရပြီးရဲ့ကိုကူတွေကဘယ်တစ်ခုနဲ့ใกล้ညီလဲဒါဆိုရင်ကြာတာမလို့အော်ဒီ core progression သွားမှာပဲဆိုတဲ့အားမျိုး ခံစားနိုင်လာလိမ့်မယ်ပြတချင်းရေးတဲ့ခါမှာလည်းဒီ core progression တို့ဒီအခြေခံယူပြီးတော့ဒီကိုကိုပိုင်ပေါ့နော်ကိုပိုင်ကိုရဲ့ on creation ဖြစ်အောင်ပြောင်းလဲအသုံးပြုလို့လည်းရတယ်โอเคရပြီเนาะအားလုံးစင်ပြေပါစေ